ားလုံးပဲမင်္ဂလာပါကျွန်တော်လေပေါ်မှုမြန်မာ fan page ကစစ်တပ်ပါဒီနေ့ဒီတင်ဆက်ပြီးမှာဒီပြောပြောမှာကတော့ဒီညကကန်သွားရေပေါ့နော်ဒီပါဘူးနဲ့ပဲလေးစ်နဲ့ပွဲပေါ့နော်ဒူဝန်နဲ့ရှောင်းဝါနဲ့ပွဲရဲပွဲပြီးအမြင်လေးဖြစ်တယ်ပေါ့နော်ဆိုတော့အဲကျွန်တော်ကအဲကျွန်တော်ကဒါတတိကယ်တွေအရန်တိတ်ပြီးတော့ကျွမ်းတဲ့သူတယောက်မဟုတ်တဲ့အတွက်ဒါပရိသတ်တူတယောက်ရဲ့အမြင်တွေကိုပဲကျွန်တော်အဲပြောသွားမှာဖြစ်တယ်ပေါ့နော် အဲပထမဆုံးအနေနဲ့ဒါ line deck ကနေစပြောမယ်ပေါ့နော် line deck ကကြတော့ကျွန်တော်တို့ပွဲမကန်မီမှာကအဲကျွန်တော်တို့ဒီပရိသတ်ဒီအကြိုက်ပေါ့နော်ပရိသတ်ဒီမျောလင်းနေတဲ့ဒါ line deck ကိုသူတို့ဒါပွဲထုတ်လာတယ်ပေါ့နော် anis law ကဒီစာပေပေါ်မှာတော့ foreign pass ကိုကျွန်တော်တို့ဘဲချမ်းဘဲတောင်ပိုင်းတိုက်စစ်မှာထားတာပြီးတော့အဲ queen let try ကိုကမနစ်က queen let try ကိုပေါ့နော်မနစ်က queen let try ကိုဒီ ဆိုဘူရဲ့မှာကရဲ့ gravy ရဲ့၃ယောက်ပွဲထွက်လာတယ်ပေါ့နော်ဆိုတော့တခြားဒီတခြားနေရာတွေကတော့အထုံးစံတိုင်းပဲကျွန်တော်တို့အဲကျွန်တော်တို့ဒါကိုသမားမှာကိုသမားနေရာမှာ LE ရှိမယ်ပြီးသွားရင်အဲကျွန်တော်တို့ဒီဘဲတောင်ဘက်မှာဆိုရင်တော့ Gagas ပွဲထွက်လာတယ် Van Dyke ရဲ့ Konate ရဲ့ညတော်ဝင်မှာတော့ Bradley ပေါ့နော်ဆိုတော့ကိုလေကကိုနာကကိုလေ မနေ့ကကွန်လက် try out ပေါ်ထလာပြီးတော့ရှေ့တန်းမှာကအဲ Florian Vaz ရဲ့ Isas ရဲ့စာလာရေပေါ့နော်ဆိုတော့ဒါကကျွန်တော်လေပါဘူးဘက်ကနေပြီးတော့ပွဲထွက်လာတဲ့လူစင်းဆိုတော့ဒီလူစင်းကဘယ်လိုပြောရမလဲကျွန်တော်တို့ပေါ့နော်ပိတ်သက်တွေတော်တော်များများကဒါကြည်လဲကြည်ကျင်တယ်မျောလဲမျောလင့်တယ်ဖြစ်လဲဖြစ်တင့်တယ်ဆိုပြီးတော့အာစိတ်ထဲမှာဟိုထင်နေကြရတဲ့အဲမြင်နေကြရတာလူစင်းနဲ့သူပွဲထွက်လာတာပဲဒါပေမဲ့တကယ်ကံတဲ့အခါမှာအဲ့ဒီ လူစင်းပေါ့နော်အဲ့ဒီကစားကွက်ကလုံးဝကိုအလုံးမဖြစ်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ Florian Vas ကဒီစာရွက်ပေါ်မှာဒါစာရွက်ပေါ်မှာဒါဗေကျန်းတိုက်ဆစ်ဆိုပြီးတော့သူထည့်ရေးထားပေးမယ်တကယ်ကကျတော့သူကဗေကျန်းမှာစော်နေရမှာမဟုတ်ဘူးသူကကျတော့ဒီဗေကျန်းကိုရင်းတဲ့ဒီ attacking midfielder ပုံစံမျိုးကစားနေရတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအဲ့လိုမျိုးကစားလိုက်ခြင်းအဖြစ်ဘာဖြစ်လဲဆိုတော့ဒီအဲဗေကျန်းမှာကစားရတဲ့ Milo Gagas ပါတိုင်တော်ပတ်သွားတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ Milo Gagas က ီကစားအဒီကစားကွက်မှာသူ့အနေနဲ့အရှိတက်ရမလို့လို့နောက်ဆင်းရမလို့လို့ဘယ်သူနဲ့တွဲလို့တွဲရမှန်းမသိရဲ့ပုံစံတွေကိုတွေ့ပြီးတော်တော်ကြောင်ပြောက်နေရတွေ့ရပါတော့ဆိုတော့ဟိုဒီပထမပိုင်းကစားကွက်ကတကယ်တော့ဒီ4231ဆိုပေမဲ့တကယ်တကယ်ကစားဝါကတော့4222ပေါ့နော်ဒီအဲ့ကစားကွက်ကိုသူတည်ပြီးတော့ဆော့သွားတယ်ဆိုတော့ဘလိုးမောက်ကိုဘလိုးမောက်ကိုအဆင်မပြေဘူးပေါ့နော်ဒီလောက်လောက်လာလာ chance တလုံးဆိုလို့ စာလာဖရီကကနေပြီးပြန်ထွက်လာတဲ့အလုံးကိုဒါ gravity ကန်လိုက်တာဒီကိုသမားပုတ်ပြီးတော့တိုင်းထိထွက်သွားတဲ့လုံးအဲ့အဲ့တော့မရှိရပေါ့တခြားဘလူးမကိုဒီ chance တွေရတယ်မမယ်ရမရဆိုတော့ဘယ်ချမ်းကအဆင်မပြေပါဘူးဆိုလို့ညာချမ်းအဆင်ပြေလားဆိုညာချမ်းကလည်းစာလာတို့အုပ်စုကလည်းဘလူးမကိုဒါဒီ pelican စကိုထိုးဖောက်လို့မရဖြစ်နေရပါတော့ဆိုတော့ကိုဘက်ကထိုးဖောက်လို့မရဘူးဆိုတော့ဟိုဘက်ကရောဒါ ခံစီကြီးပဲပိတ်ကန်နေရလားဆိုအဲ့လိုတော့မဟုတ်ဘူးဟိုဘက်ရဲ့ဒီပဲလေးစက်တိုက်စစ်ကိုအထူးသဖြင့်တော့ဒီဟိုဟာမီဒီတာပေါ့နော်မီဒီတာကိုကိုနာတေးကတော်တော်ကိုအထင်းချို့ဖို့ရုံးကန်နေရတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ပထမပိုင်းမှာတင်အဲကိုနာတေးကြောင့်လွတ်ထွက်သွားတဲ့အလုံးတွေအများကြီးပဲနှလုံးသုံးလုံးလောက်ရှိရပေါ့နော်ဆိုတော့ဟိုကိုနာကိုနာတေးမှားလို့ဒါအလက်စင်ကယ်ခဲ့ရတဲ့အလုံးတွေလည်းအများကြီးပဲတကယ်လို့ဒါအလက်စင်သာမနေရတာပေါအောင်နေရဖြစ်ဖြစ် ဒါလက်စွမ်းပုံမှန်မဟုတ်တာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်တို့ဒါပထမပိုင်းမှာတင်3 4လောက်ဒါကူးပြတ်သွားပြီပေါ့နော်ဒါအလုံးတိကျတဲ့အတိုင်းပဲပီနိုတစ်လုံးထည့်တယ်ပီနိုတစ်လုံးကန်တယ်အဲပြီးသွားရင်ဒီညာတောင်ပန်ကညာတောင်ပန်ကတရအုပ်ဘက်ကမူနော့စ်လာမသိမူနော့စ်လုံးကန်တယ်ဖက်စင်ကာကွယ်သွားတယ်ကန်ကောင်းတာကမီဒီတာဒီအေရီယာထိတ်ကနေပြီးတော့တစ်လုံးကန်သေးရဲ့တိုင်းကြီးထွက်သွားလို့ဒူးစီမဖြစ်တာပေါ့နော်ဆိုတော့ အာဆိုတော့ပထမပိုင်းကတော့ဘလို့မှကိုအဆင်မပြေဘူးရုပ်ပြဆင်းပြတ်နေပဲကျွန်တော်တို့ဒါရှုံနေပေါ့နော်ရှုံဝမ်းစီနဲ့ရှုံနေဒုတိယပိုင်းကျတော့အာအာနစ်လော့ကိုဒီနေရာမှာကဒါအတိမတ်တော့ပြူတယ် credit တော့ပေးတယ်ဘာကြောင့်လဲဆိုတော့ပထမပိုင်းအလုံးမဖြစ်တဲ့ဟာကိုဒုတိယပိုင်းမှာသူကောင်းကောင်းတော့ပြင်ဆင်လာခဲ့တယ်အာလီဗာပူးကဒီပထမပိုင်းကစားပုံစိုးွားပြီးတော့ဒုတိယပိုင်းမှာကောင်းကောင်းကစားနိုင်တဲ့ပွဲတော်တော်များများရှိတယ် ရလက်ကောင်းနဲ့ယူနိုင်တယ်ဗောနော်အဲဒီနေ့ပွဲမှာလည်းသူရလက်ကောင်းယူနိုင်မှုသူဒီလူစားလဲခဲ့တာတိုက်စစ်ပူမြင့်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒုတိယပိုင်းမှာကတော့ဒုတိယပိုင်းမှာကတော့ကျွန်တော်တို့ဒီအနေငယ်အနေငယ်မဟုတ်ပါဘူးကျွန်တော်တို့ဒီလီဗာပူးတိုက်စစ်ကတက်လာတယ်ဗောနော်ချမ်းစီလည်းရလာတယ်အဲလီဗာပူးတိုက်စစ်တက်လာတယ်ဆိုတော့ကလည်းကျွန်တော်တို့ ပဲလေးကလီဗာပူးကိုဒါဘောလုံးပေးကင်ပြီးရောသူကောင်းလာနိုင်ပဲဆော့မယ်ဒီဖန်းစစ်ကိုပဲပို့ပြီးရောဒါသူတို့ဒီဦးစားပေးပြီးရောကစားမယ်ဆိုတော့ဆိုတာကြောင်းပေါ့နော်လီဗာပူးက chance တချို့ရလာတယ်ပေါ့နော်အာ isis ရဲ့ဒီအပိုင်ခွင့်ရေးကဒါဂိုးဝင်သွားတင်တယ်ပေါ့နော်ကျွန်တော်တို့ဒီမာကာကနောက်ခံလူကြီးဂျားတဲ့နေပဲလှလပပထိုးပေးလိုက်တယ် isat နှစ်ချက်လောက်အဲတစ်ချက်လောက်ဆွဲထွက်ပြီးရောမှခောက်ပြီးကံမဲ့အနေထားမှာ ေးချော်သွားပါဘောနော်ဆိုတော့အဲ့တလုံးရေပြီးအီဆက်ကောင်းတိုက်တဲ့လုံးတွေရှိပါသေးရဲ့အဲ့လုံးတွေအီဆက်ကောင်းတိုက်တဲ့လုံးတွေကတော့ဟပ်ချန်ပါဒါမကူကူရင်လည်းကူလို့ရတယ်လို့မကူရင်လည်းမကူလို့ရတယ်ဘောနော်ဒါပေမဲ့ခုနကပစ်ချန်ကတော့ဒါကူသွားတင်တယ်ဘောနော်အဲ့လိုပဲဒီခေသာတို့ကန်တဲ့လုံးတွေအဲပြီးတော့တခြားဘောနော်အာ foreign verse ရဲ့ဒါအပိုင်းပိတ်ရတဲ့အလုံးကိုသမတ်တက်တယ်ကိုပိတ်ရတဲ့အလုံးဆိုလည်းဒါကူတင်တယ်ဘောနော်ဆိုတော့ဒါမျိုးတွေမကူဘူးဆိုမှတော့ဒီပွဲမှာ အတိုင်းရဖို့အတွက်ကတော့ဒါဘလို့မှဟိုမျှော်လင့်လို့မရဘူးပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒါ chance တွေကိုမရအာ chance တွေကိုကောင်းကောင်းအသုံးမချနိုင်ဘူးအပိုင်ခွင့်ရေးတွေရပါတည်းရနဲ့ကိုဝင်အောင်မသွင်းနိုင်ဘူးပေါ့နော်မသွင်းနိုင်တာဖြစ်တဲ့အတွက်အဲနောက်ဆုံးမှာတော့တန်ခချင်းကိုခံလိုက်ရတယ်အဲတခုပဲပေါ့နော်ဒီအာဒုတိယဘက်မှာဝင်လာတဲ့ဒါ frame bound က frame bound ကတော်တော်ကို frame bound ကတော်တော်ကိုဘယ်လိုပြောရမလဲ အာအဆင်မပြေတာအတွေ့ရပါဘောနော်ဖရင်ပေါင်ဒီမဟုတ်ပါဘူးဖရိုရန်ဗက်စ်ကလည်းတော်တော်အဆင်မပြေဘူးဘောနော်လေဘာကူဇန်နှစ်ယောက်စလုံးကအဆင်မပြေရတွေ့ရရပါဘောနော်ဖရင်ပေါင်ကကျွန်တော်ဟိုအောင်ဖြစ်နေသေးတယ်ဘာလဲ အာ page မှာတော့ရေးပြီးတော့တင်ထားသေးတယ်ဒီအအရင်တုန်းကကျွန်တော်တို့ဒီ Everton Morino Morino ကိုကျွန်တော်တွားပြီးသတိရတယ်လို့တော့ကျွန်တော်ရေးထားသေးတယ်ပေါ့နော်လှုပ်လိုက်တလွဲတွေပဲပေးရတယ်ရောဆွဲတက်တာတွေရောဘလူးမောက်ကိုအစိမ်းမပြေဘူးပေါ့နော်ပြီးတော့နောက်ဆုံးကိုးွားတဲ့ကိုးကလည်းဒီလက်ပြဘဝနဲ့ကိုးတာမှန်တယ်လက်ပြဘောမြောက်လိုက်တယ်ပထမဦးဆုံးထိချက်ကိုအဲကျွန်တော်တို့ဘက်ကလေပေါ့ဘက်က super slide နဲ့ဒါ van dyke တင်တယ်နှစ်ယောက်ပေါင်းပြီးတော့သူတို့ခုံတိုက်ပြီးတော့ဒါ ထိချက်ယူတယ်ပေါ့နော်ထိချက်ယူရနေရမှာဒုတိယထိချက်ကိုကြတော့ frame bound စီရောက်သွားပြီပေါ့လို့ frame bound ကောင်းမို့ရောက်တာဒါပေမဲ့ frame bound ကတကွဲတော့မှရက်ပူဆုံးကစားသမားလိုဖြစ်နေရလေပါဘူးအတွက်ပေါ့နော်လေပါဘူးအတွက်အရက်ပူဆုံးကစားသမားအကောင်အောင်လည်းသိရဆိုတော့ဟိုအဲ့ဒီဘောလုံးကိုပဲ spelly pass ကနေပြီးတော့ကောင်းထပ်တိုက်ပြီးတော့ second ball ကိုဒါအားလုံးသိရဟိုဘက်ကအကဒီယာကနေပြီးတော့ပိတ်သွင်းပြီးတော့အနိုင်ကိုရှူသွားတယ်ဆိုတော့ လီဗာပူးကဒါနဲ့ဆိုရင်ဆပ်ပစ်တွေဒီအမြင်ဘောတွေရနေပြီကိုးပေးရတော်တော်များနေပြီတော်တော်များနေပြီကျွန်တော်မှတ်မှတ်ရရဆိုရင်မှတ်မှတ်ရရဆိုရင်အာပရိုမနဲ့ပွဲရတော့မပေးရဘူးကျွန်တော်ညူကာဆယ်နဲ့ပွဲရှိမယ်ညူကာဆယ်နဲ့ပွဲဆိုရင်နှလုံးလုံးဒါအမြင်ဘောတွေရပဲပထမကိုးကလည်းဒါသူတို့ဘယ်တော်မှန်းနေပြီးတော့ဒါတင်မိလိုက်တဲ့အလုံးကိုကာကတ်စ်ကိုခုပြီးတော့တိုက်သွားတလုံးလူရတလုံးနဲ့အတိုင်းပဲကိုသမားကန်နေပြလိုက်တယ် ဟာအာဘန်စ်တင်တယ်ဘန်စ်ကနေပြီးတော့ဒါဘောလုံးဥတယ်စကန်ဘောကိုအော်ဆူလာဆွဲပြီးတော့ကန်သွားတယ်အမိုင်တကူရရှိသေးတယ်ကျွန်တော်ဒါမြန်ဘောကနေပြီးတော့ပဲကိုပေးကိုပေးနေရတာပေါ့နော်ကိုပေးနေရပြီးတော့ဒီပြီးခဲ့တဲ့ Everton တုံးကားဆိုလိုက်တိုင်းပဲ Grealish ရဲ့ဒီအမြင်ဘောတင်ပေးလိုက်တာကိုဒါ second ball ပေါ့နော် second ball ကောက်ပြီးတော့ဒါဟိုဘက်နေပြီးတော့ ဖြစ်ပါကိုယူပါတယ်ဆိုတော့ပြောချင်တာကပြောချင်တာကဒီအမြင်ပေါ်ကာကွယ်မှုဘိုင်းမှာတော်တော်ကိုအာလီဗာပူးကအားနေလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဒီဒီဟာကိုလည်းဒါအာနေစလော့ကနေပြီးတော့ဒါသူတို့ပြင်သူတို့ပြင်ဒီဒီအပိုင်းမှာပို့ပြီးတော့ဒါကောင်းအောင်လုပ်ဖို့လူနေပြီဆိုပြီးတော့လည်းသူတို့ဒါဝန်ခံသွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီအပိုင်းကိုဒါတိစသာပြင်ဖို့လိုတယ်အာကစားကွက်ပိုင်းကကစားကွက်ပိုင်းကတော့ဒါဒုတိယပိုင်းကစားကွက်ကမစိုးဘူး chance တွေရတယ်ဒါ ိုဘက်ကအပိုင်ခွင့်ရေးတွေကိုအသုံးမချနိုင်လို့ဒါဒါကိုမရတာပေါ့နော်ကိုမရလို့လေဒါလုံလောက်တဲ့ရှုံွဲဖြစ်သွားတာပေါ့နော်ဆိုတော့တခုရှိတာကအာဒုတိယပိုင်းမှာတိုက်စစ်မြင့်တဲ့အချိန်မှာတခုသဘောမကျတာကမှန်တယ်ပေါ့နော်ကျွန်တော်တို့ဒါခြေပါကိုမရသေးဘူးခြေပါကိုမရသေးတဲ့အချိန်မှာ ရှိရှိသမျှအင်အားစုတိုက်စစ်အင်အားစုတို့ထဲ့ကန်နေထဲ့ကန်ရမှာပဲဘောတော့ဒါအပြောင်းလဲလုပ်ပြီးထဲ့ကန်ရမှာပဲဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ထဲင်းထဲင်းထဲင်းနဲ့ဒါကိုနာတီကိုနာတီကိုထုတ်လိုက်တယ်ဒါပေမဲ့ကိုနာတီကိုထုတ်တာကဒါအပြစ်ပြောတာမဟုတ်ကိုနာတီကပထမပိုင်းထဲကနေပြီးတော့ဖောင်ဖောင်အောင်နေတာဘောတော့ဖောင်အောင်နေထုတ်လဲထုတ်တဲ့ကစားသမားဒါပေမဲ့ဒုတိယပိုင်းမှာကိုနာတီကနည်းနည်းလေးသူပို့ပြီးတော့ဒါပထမပိုင်းထပ်စာရင်အဲ နည်းနည်းလေးပို့သူခိန်ထဲမှာပို့ပြီးတော့သူအရက်တန်မိလာတယ်နည်းနည်းလေးပို့ကောင်းလာတယ်ဆိုတော့ဆိုကွန်နာတေးကိုထုတ်လိုက်တယ်ဒါဘာမှတော့အပြည့်ပြောစရာမရှိဘူးဒါပေမဲ့တခုပြောစရာက Gravin Bash ကဒါ Valentine တွဲပြီးတော့ဒါစန္နာကွန်နာလေးနေရာပေါ့နော်စန္နာဘက်နေရာရောက်သွားတယ်ဆိုတော့ Gravin Bash ရဲ့အဓိကအကောင်းဆုံးပေါ့နော်အကောင်းဆုံးနေရာကနေပြီးတော့ဖယ်ပြီးတော့ဒါနောက်တန်းပို့လိုက်တော့သူ့ရဲ့ဒီစွမ်းဆောင်ရေကောင်းတချို့ကိုဒါကန့်တက်လိုက်လို့ဖြစ်သွားတယ်ပေါ့နော်အလူသဖြင့်ဘာဖြစ်သွားလဲဆိုတော့ ကွင်းလယ်မှာဘောလုံးလက်ခံတဲ့နေရာတွေကွင်းလယ်ဘောလုံးလက်ခံပြီးတော့ဒါလှည့်တစ်ချက်လှည့်ပြီးတော့ဆွဲပြေးရမယ့်အလုံးတွေအဲ့လိုမျိုးနေရာရင်မတော်တော်တိုင်ပတ်တယ်ဗောနော်တော်တော်တိုင်ပတ်တယ်အထူးသဖြင့်ဒီ Grammy Bash နောက်ရောက်သွားတဲ့အနေထားမှာကိုဘောလုံးကကိုကွင်းဘတ်ချမ်းမှာပဲအဝဲနေရဗောနော်ကိုကွင်းဘတ်ချမ်းဝဲနေဆိုတော့ကိုခြေထဲမှာပဲဒါပေမဲ့အရှိကိုဒါသူတို့ကောင်းကောင်းကိုပို့လို့မရဘူးဖြစ်နေတယ်ဆိုတော့ဘောလုံးကအရှိမရဘူးဆိုမှတော့ဒါတိုက်စစ်ကစားသမားတွေထည့်တာလည်းအလကားပဲဗောနော်ဆိုတော့ ဆိုတော့ဒီတစ်ချက်ကိုတော့နည်းနည်းလေးသဘောမကျဘူး Garmin Batch ကိုဒါ Garmin Batch ကိုအာဒီနောက်ထပ်ဆင်းကစားခိုင်းနေဆိုတော့အထက်ကိုဒါသူတကူနေရ DN ကိုပဲပို့ပြီးတော့သဘောကျတယ်ဗောနော်ပို့ပြီးတော့ကစားသိခြင်း ਨੇ အာခြေပါကူကတော့ဒါ cross ကနေပြီးတော့ကျွန်တော်တို့ပြန်ရသွားတယ်ဗောနော်စကန်ဘောကနေပြီးတော့ပဲဒါခေစာအမမျိုးမရှိပိတ်သွင်းသွားတယ်ခေစာကတော့အာခေစာကတော့ဒါ ွဲထွက်ခွင့်ပေါ့နော်ကွဲထွက်ခွင့်ကိုဒါဖြည်းဖြည်းနဲ့ချင်းချောက်လာပြီအန်ကူမူဟာကလူငယ်လေးအန်ကူမူဟာကအာတကယ်တမ်းပြောရရင်ခြေစွမ်းခြေစားရှိတာအမှန်ပဲမဲ့ဒါပထမ17ရက်လူစင်းမှာအပါဝင်နိုင်တဲ့ခြေစွမ်းမျိုးမရှိသေးဘူးပေါ့နော်မရှိသေးရဖြစ်တဲ့အတွက်အဲနောက်ပွဲတွေမှာ ကပူပဲသုံးအောင်ထင်တယ်ကပူပဲသုံးအောင်မယ်အဲကပူမဟုတ်ကပူအနည်းဆက်ဆုံးကျွန်တော်တို့ဒါ ချင်းချောင်းနိုင်တာတော့ခီစာပေါ့နော်ခီစာကိုတုံးမလားဂပ်ပူတုံးမလားပေါ့နော်အဲဒီနေ့လိုမျိုး Florian Vazzy ကိုအဲ့လိုမျိုးဘယ်တော်မှကြီးမှထုတ်ပြီးတော့ထပ်ပြီးတော့မတုံးလာနိုင်တော့ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ခြုံငုံပြီးပြောမယ်ဆိုရင်တော့ဒီရှုံးပွဲကဒါအထိုက်တန်တဲ့ရှုံးပွဲအာရှုံးလဲရှုံးတင်တဲ့ခြေစွမ်းကရှုံးလဲရှုံးလဲရှုံးတင်တဲ့ခြေစွမ်းနဲ့ကစားရပေါ့နော်ကိုဘက်ကအခွင့်ရေးတွေကိုကောင်းကောင်းအသုံးမချနိုင်ဘူးကိုမသွင်းနိုင်ဘူးဆိုရင်တော့ဒါအနိုင်ရဖို့တော့ဘယ်လိုမှလုံလောက်မှုတော့မရှိဘူး အဲ့ဒီပြင်ကိုစက်ပြီးစီအမြင်ဘောတွေကာကွယ်နေရမှာအရန်ညံ့နေတဲ့အတွက်ရှုံမွေးဖြစ်သွားရပါတော့။သုံးသန်နိုင်ပဲကျွန်တော်တို့အာနာနာချင်းချင်းမူတွေမှာအနိုင်ယူနေကြကျွန်တော်တို့အသင်ကဒါနာချင်းချင်းမူမှာပဲသူတို့အာနိစတိုင်းပေါ့နော်။အာနိစတိုင်းမှာပဲကျွန်တော်တို့ဒါရှုံမွေးတွေးခဲ့တယ်။ ဆိုတော့ဒါကဒီရာဒီပထမအဦးဆုံးရှုံးွယ်ဖြစ်တယ်ဆိုတော့ဒီပေါ်မှာကတော့ဒီအနေနဲ့အများတော့စိတ်စိတ်ကအထိခိုက်တာအမှန်ပဲမြဲဒီလိုမျိုးဒါပဲလေးဆိုရင်ဒါဒီပွဲမကန်ခင်မှာ18ပွဲဆက်နိုင်ထားရအသင်ပေါ့နော် sorry 18ပွဲဆက်မရှုံးထားရအသင်ဒီဘောဦးနဲ့ဆိုရင်တော့18ပွဲဆက်မဆုံးမရှုံးခဲ့မရှုံးတဲ့အသင်ပေါ့နော်ဒီလိုအသင်နဲ့ကန်တဲ့ အဲသူ့ကွင်းမှာကန်တဲ့ပွဲကအမှတ်ရနိုင်တယ်ပေါ့နော်ဆိုတော့အမှတ်ရနိုင်တဲ့ပွဲမှာအမှတ်ရသွားတာဖြစ်တဲ့အတွက်အရန်ကြီးတော့အရန်ကြီးတော့ဒီအာလောင်လောင်လောင်ရတဲ့တဲမှာတော့မပေါဘူးပေါ့နော်လောင်တော့လောင်နေတိုင်းပဲဒါရောတင်ရောနိုင်တဲ့ပွဲမှာအမှတ်ရတာဖြစ်တဲ့အတွက်အေးစေပါဆိုတော့နောက်ပွဲတွေမှာကျွန်တော်တို့ဆက်ပြီးတော့ဒါစောင့်ကြည့်ရမယ်ဆက်ပြီးတော့အားပေးဖို့လိုတယ်ပေါ့နော်အဲတခုတော့ရှိရဲ့ကျွန်တော်တို့ကကျွန်တော်တို့ကအာနေစလော့ကိုဒါမနစ်ကသူပထမဆုံး အာပထမဦးဆုံးစပြီးတော့ရောက်တဲ့ရာသီမှာ MLB Plus ယူသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ expedition တွေကအရင်မြင့်နေတယ်ပေါ့နော်အရင်မြင့်နေတယ်အဒီနှစ်ဆိုရင်သူကမနေ့ကဒီမနေ့ကအသင်းကို ပြန်ပြီးတော့ပြောင်းလိုက်ရတာဆိုတော့ Arne Slot ဆိုတာကလည်းတကယ်ဆိုတကယ်ဆိုရင်တော့ဒါမျက်နှာသက်နှီးပြပဲအဲထုံးစံအာအတူတူပဲဗျာကျွန်တော် Ruby Amorin တို့ Anzo Maresca တို့ဒီ Arne Slot တို့ဆိုတာကဒါ ရီးမီးယားလိမ်မှာမျက်နှာတက်နေပြတယ်အခုမှရောက်လာတဲ့နီးပြိုင်ဆိုတော့အာနီစလော့ကိုလည်းဒီတခြားဒီနီးပြတက်တင်နေရှင်အာနီစလော့လည်းဒါတချို့နေရာတွေမှာဒါကျွန်တော် credit ပေးဖို့လိုတယ်ပို့ပြီးတော့ယုံကြည်မှုပေးဖို့လိုတယ်ပို့ပြီးတော့ဒါကျွန်တော်တို့အားပေးဖို့လိုတယ်နောက်ပွဲတွေမှာဒါအကောင်းဆုံးရလဒ်တွေနဲ့ပြန်လာနိုင်မယ်လို့လည်းယုံကြည်ပါတယ် ဲဆက်ပြီးတော့အားပေးဖို့ပဲလိုတယ်ကျွန်တော်တို့ပြည်သက်တွေကတော့အရင်တော့လောင်စရာတော့မလိုဘူးဒီပွဲရနော်နိုင်အနိုင်ရှုံးနိုင်တဲ့အမှတ်ရှုံးနိုင်တယ်ဆိုတော့အမှတ်ရောနိုင်တဲ့ပွဲတပွဲမှာအမှတ်ရောသွားဖြစ်တဲ့အတွက်လောင်အရင်လောင်နေဖို့မလိုဘူးနော်ဆိုတော့ကဲအားလုံးကျေးဇူးပါဒီကိုတို့နော်